ရေကြီးရေရှမ်းမှုတွေကြောင့်ဒူနဲ့တိရစ္ဆာန်တွေထိတွေ့မှုပုံမမြတ်ပြတဲ့အတွက်ကျွဲနှောတွေမှာဖြစ်ပွားတတ်တဲ့ထောင်တန်းယောဂါနဲ့ကြွက်တွေမှာဖြစ်ပွားတတ်တဲ့လက်တိုစပါရိုစစ်ကဲ့သို့သောယောဂါတွေဟာရေကြီးမှုဖြစ်ပွားတဲ့ဒေသတွေမှာလူကိုကူးစက်နိုင်ခြေပိုများတယ်လို့သိရပါဗျ။တောင်တန်းယောဂကူးစက်ခံရသူဟာအရေးပြားမှာအနာရီဖြစ်ပြီးအသက်သေဆုံးနိုင်တဲ့အထိဖြစ်ပွားနိုင်ကလက်တိုစပါရိုစစ်ယောဂကတော့ကြောက်ကန့်နဲ့ဆက်ဆက်တဲ့ယောဂတွေဖြစ်ပွားနိုင်တဲ့အတွက်သတိပြုရမယ့်ယောဂဖြစ်တယ်လို့ကျန်းမာရေးပညာရှင်တွေကအကြံပြုထားပါဗျ။ နိုင်ငံတကာလေးလာမှုစစ်တမ်းတွေအရရည်ကြီးမှုတွေဖြစ်ပေါ်ပြီးပါကတလေးဆန်ကတစင်လူကိုကူးစက်မှုအများဆုံးယောဂါမှာကျွဲနွားတွေမှာဖြစ်ပွားတတ်တဲ့ထောင်တန်းယောဂါပေါင်ပုတ်လက်ပုတ်ယောဂါကြွက်တွေမှာဖြစ်ပွားတတ်တဲ့ leptospirosis ယောဂါနဲ့ဝက်တွေမှာဖြစ်ပွားတတ်တဲ့စိန်ကွက်နာယောဂါတွေဖြစ်တယ်လို့သိရပါတယ်ရည်ကြီးရည်ရှံမှုတွေကြောင့်တလေးဆန်တွေမှာအစာရည်စာရှားပါးမှုကြုံတွေ့လာတဲ့အတွက်ဝမ်းပြက်ဝမ်းလျှော်ယောဂါဖြစ်ပွားနိုင်ပြီး e coli ပိုးပါဝင်တဲ့ဝမ်းပြက်ဝမ်းလျှော်ယောဂါတွေဖြစ်ပွားပါကလူကိုကူးစက်နိုင်ပါတယ် နိုးစားနွားတွေမှာဘက်တီးရီးယားပိုးဝင်ပြီးနို့အုံရောင်ရောဂါဖြစ်ပွားနိုင်တာကြောင့်အဲ့ဒီရောဂါရှိတဲ့နွားတို့ကိုတောက်သုံးမိပါကလည်းလူမှာဝမ်းပြက်ဝမ်းလျှော်ရောဂါဖြစ်ပွားစေနိုင်တယ်လို့သိရပါဗျ။လိပ်စက်တွေမှာပုံမှန်အချိန်မှာပြူးစုဆောင်ရှောက်မှုရတဲ့နေရာတွေမှာ ရှိနေပြီးတဘာဝဘေးအန္တရာယ်တွေကြုံတွေ့လာရင်တော့ရွေးရှားသွားလာမှုတွေရှိလာပြီးရေကြီးလာတဲ့အခါမှာလိပ်စက်တွေကိုစုထားပြီးထိတွေ့မှုပိုများလာတဲ့အခါအချင်းချင်းထိတွေ့မှုပိုများပြီးရောဂါဖြစ်ပွားနိုင်ခြေပိုများတဲ့အပြင်လူကိုကူးစက်နိုင်ခြေလည်းပိုများတယ်လို့ ဝဲမြူရည်နယ်ကုသရေးဦးစီးဌာနယောဂပြန့်နှံ့မှုလေးလာရေးဌာနစုကဒုတိယညွှန်ကြားမှုဒေါက်တာကျော်နိုင်ဦးကပြောပါရယ် လက်ရှိမှာရန်ကုန်တိုင်းဒေသကြီး ARD တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာရှိတဲ့မြို့နယ်အချို့မှာရေကြီးရေလျှံမှုတွေဖြစ်ပွားနေပြီးမွေးမြူရေးနဲ့ကုသရေးဦးစီးဌာနအနေနဲ့လည်းအချို့ဒေသတွေမှာကာကွယ်ဆေးထိုးလုပ်ငန်းတွေကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။တောင်တန်းယောဂါဟာလွန်ခဲ့တဲ့2009ခုနှစ်ကပြင်ဦးလင်ပျော်ပွဲနဲ့ညောင်ဦးမြို့2010ပြည့်နှစ်မှာမြင်းမူမြင်းကြံနဲ့ငန်းစုံမြို့တွေမှာဖြစ်ပွားခဲ့တာလူသေဆုံးမှုတွေရှိခဲ့ပါတယ်။ လူမာဖြစ်ပွားနေတဲ့ယောဂရီရဲ့60ရာခိုင်နှုန်းခန့်ဟာလိပ်စက်တွေကတဆင့်လူကိုကူးစက်တတ်တဲ့ယောဂရီဖြစ်နေပြီးကူးစက်ခံရမှုအများစုကလည်းမွေးမြူရေးလိပ်စက်တွေကဖြစ်တယ်လို့နိုင်ငံတကာစစ်တမ်းတွေအရသိရပါဗျ။